ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရခိုင်ပြည်နယ်မှာအာရခတက်တော်ကမြို့သိတက်ပွဲတွေစတင်တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရက်သားသေဆုံးသူထိခိုက်ဒဏ်ရာရရှိမှုနဲ့ဖမ်းဆီးခံရသူ4000ကျော်အထိရှိလာတယ်လို့အာရခတက်ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆရာပူပေါင်းဆောင်ရွက်ရေးယုံ HDCO ကထုတ်ပြန်ပါတယ်။ တိုက်ပွဲကာလနှစ်နှစ်နီးပါးအတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသူ960ဦး၊ဒဏ်ရာရရှိသူ2054ဦးနဲ့ဖမ်းဆီးခရသူအယောက်1000ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်395ဦးနဲ့အမျိုးသမီး1264ဦးထိရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါဗျ။ အဲ့ဒီသေဆုံးတရားရသူတွေထဲမှာလေကြောင်းတက်ခတ်မှုတွေကြောင့်ထိခတ်မှုအများဆုံးဖြစ်ပြီးသေဆုံးသူ443ဦးနဲ့တရားရရှိသူ1015ဦးထိရှိခဲ့တယ်လို့ HDCO ရဲ့စီးရင်တွေမှာဆိုထားပါတယ်။ထိခတ်သေဆုံးသူအများစုဟာရခိုင်လူမျိုးတွေဖြစ်ကြပြီးမွတ်စလင်၊မရမာကြီး၊ဟိန္ဒူ၊ခမီး က်လူမျိုးတွေလည်းပါဝင်ကြတယ်လို့သိရပါဗျ။ရခိုင်တိုက်ပွဲနှစ်နှစ်ဒီပါအတွင်းမှာအာရခတက်တော်ကမြို့နယ်15ခုကို အပိသက်တိုက်ပိုက်ထားပြီးစစ်ကောင်စီကမြို့နယ်3ခုကိုသာထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းမုံရမြို့နယ်မှာအော်တိုဘားလ29ရက်ကစစ်မှုတပ်တပ်သားတင်နှစ်ယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူပူးပေါင်းလာတယ်လို့မုံရမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့အစည်းကနေသိရပါတယ်။မုံရမြို့ကြောက်ကာရွာရွှေကူနီဖျားဝင်းထဲမှာတက်ဆွဲနေကြတဲ့စစ်ကောင်စီတပ်စခန်းတွေကထွက်ပြေးလာကြတဲ့35နှစ်အရွယ်တပ်သားတင်နှစ်ယောက်ဟာအမှတ်နှစ်တိုက်နယ်ပါကဖတပ်ခိုက်ရဲ့အဖွဲ့နဲ့ချိတ်ဆက်ပြီး MA3 တနက်တလက် MA11 တနက်တလက်တို့နဲ့အတူပူးပေါင်းလာတာလို့ဆိုပါတယ် အေရီတိုင်းတဲ့ကမတ်လနဲ့ဧပြီလတွေမှာ ပေါ်တာအစွဲခံကြရတဲ့သူတွေဟာစစ်တမ်းကနေရှေ့တန်းကိုတန်းရောက်လာကြတာဖြစ်ပြီးမိသားစုစီကိုပြန်ဖို့အဆင်မပြေတဲ့အတွက်လွမြောက်နေမြမှာအရက်သားတွေအဖြစ်နေထိုင်သွားကြဖို့အစီအစဉ်ပေးနေတယ်လို့မော်ရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက DPP ကို ပြောပါတယ်အနာသိစစ်တပ်လက်အောက်မှာကြန့်ရှိနေကြတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့လည်းနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အမျက်ဆုံးချိတ်ဆက်ပြီး ပူပေါင်းကြဖို့ကာကွယ်တပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ကိုရီးယားနိုင်ငံကိုအမေရိကန်သမ္မတလာဖို့ရှိနေတာကြောင့်ဆိုးလ်မြို့ကအမေရိကန်တယုံရှိမှအမေရိကန်သမ္မတမြန်မာဒီမိုကရေစီရေးကူညီဖို့စာတမ်းတွေကင်ပြီးစောင့်ဆိုင်ဆန္ဒပြနေကြပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အော်တိုဝါလာ29ရက်နေ့မနေ့3လကြီးကစပြီးဆိုးလ်မြို့အမေရိကန်တယုံအနီးမှာ မြမပြည်သားတွေတွားရောက်ဆောင်ဆိုင် ဆန္ဒပြနေကြတာပါဒီကနေ့ပေါ့နော်ဒီနေ့လာတဲ့ယူရချက်ကတော့ကိုရီးယားနိုင်ငံကိုအာအမေရိကန်သမ္မတဒေါ်လာဖရန်ကကိုရီးယားနိုင်ငံကိုလာမယ်ဆိုကျွန်တော်တို့သိထားတော့တက်ကြပါတော့ဒီနေ့ညကလေးကနေကျွန်တော်တို့ညဘက်ကလေးကနေလာရောက်ပြီးဆောင်နိုင်နေခြင်းဖြစ်ပါတယ်လို့အဓိကတော့ကျွန်တော်တို့နိုင်ငံရေးအတွက်ပေါ့နော်တောင်းဆိုဆန္ဒပြတဲ့ဘောပဲပေါ့အနာသိစ်စစ်တပ်ရဲ့အပြစ်မဲ့ပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်မှုတွေရပ်တန့်ရေး မေရိကန်သမ္မတကအကူအညီပေးဖို့ no fly zone လေရင်မပြန်တမ်းနယ်မြေတွေတတ်မှတ်ပေးဖို့နဲ့မြမဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက်ကူညီပေးဖို့အကူအညီတောင်းခံတဲ့ဗနိုင်းနေကိုင်းဆန္ဒပြခဲ့ကြတာပါရိဂန်တယုံရှိမှာမြန်မာနိုင်ငံသားတွေရဲ့ပူဇော်ဒါပြီးတော့ဆန္ဒပြခြင်းဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာခံစားနေရတဲ့သူတွေအားလုံးရဲ့ကိုယ်စားဒီမှာ လေကြောင်းတိုက်ခိုက်မှုတွေကိုကျွန်တော်တို့ကတမန်အမေရိကန်တမန်တော်ကိုအမြင်အောင်ပြနိုင်ဖို့ကျွန်တော်တို့ဒီလိုဒီကြောင်းခံစားနေရပါတယ်ဆိုတော့အမြင်အောင်ပြနိုင်ဖို့ဖြစ်ပါတယ်။ဟုတ်ကဲ့။အာကျွန်တော်ဒီနေ့လာတဲ့ဒီချက်ကတော့ပေါ့နော်ကျွန်တော်တို့ကဒါဒီမှာပြည်သူတွေအများကြီးဒုက္ခရောက်နေတာခံစားနေရတာတွေကျွန်တော်တို့ဒါအမေရိကန်တမန်တော်ထရန့်ကိုကျွန်တော်ပြောပြနေတယ်ဘယ်ထရန့်ကလည်းပြည်သူ့ဘာကြီးကိုပြောပြနေတာလဲအကူညီတောင်းဆန္ဒပြပွဲကိုသမရထရန့်ကိုရီးယားနိုင်ငံမှာရှိနေတဲ့ကာလတစ်လျှောက်လုံး ပြုတ်လုသွားမယ်အကြောင်းလဲပြောဆိုခဲ့ကြပါတယ်ခမညာကျွန်တော်မောင်တူပါ နှစ်စဉ်ဆာဥရသည်မှာအာဖရိကတိုက်စီရွှေ့ပြောင်းနေထိုင်တဲ့ငှက်ကြီးဝင်ပိုတွေဟာအစ္စရေးနိုင်ငံကမြစ်ထဲပေးလက်ကယူဒန်တခြားမှာရှိတဲ့တမဝါယမလေယာလုပ်ငန်းရှိရာမစ်ရှမာဟာရှာရုံမှာရပ်နားလေးရှိပါတယ်။ခုတော့အဲ့ဒီနေရာမှာလူသားတွေစားသုံးဖို့မသင့်တော်ဘူးလို့ယူဆရတဲ့စီးပွားဖြစ်ငါးတွေတန်ချိန်များစွာကိုကျူးမွေးလေးရှိပါတယ်။ နိုင်ငံရဲ့စိုက်ပျိုးရေးဝန်ကြီးဌာနကရေလောင်ကန်ထဲမှာရှိတဲ့ငှက်ကြီးဝန်ပိုတွေကိုနှစ်ပေါင်းများစွာအစာကျွေးမွေးခဲ့ပြီးငှက်တွေရဲ့အစာစားချင်စိတ်ကြောင့်ငါးရှာပါမှုနဲ့ရုပ်ကက်နေရတဲ့နိုင်ငံရဲ့ငါးလုပ်ငန်းကိုတက်တာစေခဲ့ပါတယ်။ငါးတွေကိုကုန်ကားတွေနဲ့တင်လာပြီးရေကန်ထဲပြစ်ချပေးဖို့တောင်ဘက်စီခီမထွက်မီငှက်တွေကိုဆွဲဆောင်နေတဲ့အတွက်စူညံစီကားနေပါတယ်။ တိုက်ကြော်ဖြတ်တန်းရင်ပြန်တန်းတဲ့ရာသီတိုင်းမှာငှက်သံမောင်းများစွာဟာပြည်လည်ပြင်ကိုဖြတ်ပြီးပြန်တန်းမဲ့အစားအစ္စရေးရဲ့ဘေကင်းနဲ့ဂုံလန်ကိုရွေးချယ်ကြပါတယ်။ຫນွေဥရသည်မှာတော့မြောက်ဘက်ကနေဥရောပနဲ့အာရှတို့စီဖြတ်တန်းပြီးနှစ်ကုံပိုင်းမှာတော့အာဖရိကစီပြန်သွားကြလေရှိပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချူဆမ်းပါရှင်